လာမယ့်နှစ် podcast အတွက်ရေပန်းစားနေတယ်ဟောရ free kick တွင်းကိုအပါဝင်ဒီသမားရှိရနေ့နောက်ဆုံးရအာကစားသတင်းများကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါမြန်မာကုရုကန်စပေါ်မှကြိုဆိုလိုက်ပါတယ် ထမဆုံးသတင်းပုံအနေနဲ့39ရက်အရွယ်ရှိလက်ရှိအက်တလီကိုမင်နဲရိုကစားသမားပေါ်တူကစားသမားဟော့ကိုမသိတဲ့သူရှိကြမယ်မထင်ပါဘူး။အချိန်ကပရီးမီးယားလိဂ်ကိုရောက်လာဖို့ဘလုံးပြည့်တက်တွေမျောလင်းခဲ့ကြတဲ့ကစားသမားဟော့။နာမည်ရင်းကတော့ဂီဗာနီတိုဘီယေရာဒီဆူဇာဖြစ်ပြီးတမန်လွန်းတာကြောင့်နာမည်ရင်းပျောက်ပြီး ဟော့မြည်တွင်ခဲ့သူဖြစ်ပါတယ်ရောဘတ်တိုကားလုံခင်နောက်ပိုင်းမှာကိကင်းဘာဝအမြင့်ဆုံးကစားသမားဆိုဟော့လို့ပြောရတော့တဲ့အထိအောင်ပြင်းထန်တဲ့ကာယရှိပါတယ်အခုလဲအက်လက်တီကိုမင်းနဲတို့နဲ့ဘတ်စကောဂါမားတို့တွေ့ဆုံတဲ့ပွဲမှာလာမယ့်နှစ်ရဲ့အလှပဆုံးပို့စကတ်ဆုရနိုင်လောက်တဲ့အထိခန်းနာတဲ့အတွင်းကိုဟော့ကသွင်းယူခဲ့တာဖြစ်ပါတယ်ဆိုပါအတွင်းကဟာဂိုက်၄၀နီးပါးအကွာအဝေးကနေဟော့ဟာ ဖရီကစ်ကိုကန်သွင်းယူခဲ့တာပါကန်သွင်းတဲ့ပြင်းအားဟာများလုံးပြီးဂိုးပေါက်ပဲပဲအပေါ်တောင်းကိုတန်းတန်းမတ်မတ်ဝင်သွားခဲ့တာပဲဖြစ်ပါတယ်ဆိုပါပွဲမှာဟော့ရဲ့အသင်းဟာငါးခုပြတ်ထိအနိုင်ရခဲ့တာပါဟော့ဟာဘောလုံးမှာနေကန်အပြစ်တာမဟုတ်ပဲအပြင်လောကမှာလည်းအခြေအပြစ်သူပါဇနီးဟောင်းရဲ့ဒူမကိုပါလက်ထပ်ယူထားတဲ့အပြင်ကလေးတောင်ရနေပါပြီဆလဘီ နောက်တော့ဒီနေ့ပုံအနေနဲ့နေမရဲ့အနာဂတ်အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နေမဟာစံတို့အတင်းနဲ့စာရွက်တန်တန်အကုန်ဆုံးကနေအချိန်မှာအတင်းကိုတန်းသိဆောင်ကနေလွတ်မြောက်အောင်ကယ်တင်ပေးနိုင်ခဲ့တူပါ။အနာဂတ်နဲ့ပတ်သက်လို့နေမကယခုလိုပဲပြောကြားသွားခဲ့ပါတယ်။ကျွန်တော်အနာဂတ်နဲ့ပတ်သက်လို့မတည်သေးပါဘူး။မနက်ကမြည်သေးတာပါကျွန်တော်အနာဂတ်ကိုဆုံးဖြတ်ရဖို့ရန်နှင်းငယ်လိုအပ်ပါတယ်။နားယူရပါဦးမယ်ပြီးမှဆုံးဖြတ်မှာပါ။ဇန်တို့တင်ဟာကျွန်တော်လုံးသားထဲမှာရှိပြီးသားပါ။ဒါပေမဲ့ဘာဆက်လုပ်မယ်ဆိုတာကိုအဖြေမပေးနိုင်သေးပါဘူးလို့ပြောကြားသွားခဲ့ပါတယ်။ယမန်နေ့က Real Madrid တို့အိမ်ခွင့်မှာ Celta Vigo အသင်းကိုနှစ်ဂိုးပြတ်ရှုံးနေခဲ့တဲ့အပြင် ရွေးမထွေကစားမနှစ်ယောက်ထိထုတ်ပယ်ခံခဲ့ရပါတယ်။ဒါနိပြလုံစိုးအတွက်ကောင်းကင်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လဲဆိုရင်ရွေးမထွေကစားသမား600လောက်အထိကိုဒဏ်ရာပွဲပယ်ဆင်းများနေလို့ပါ။ဒါကြောင့်နောက်လာမယ့်လာဘက်နဲ့ပွဲကိုလွဲချော်မယ့်ရွေးမထွေကစားသမား600လောက်ထိရှိနေပါတယ်။သူတို့ကတော့ဒင်းဟန်ဆန်၊အီဒာမီလီတာဝ၊ထရန့်အလက်ဇနာအာနို၊ဒန်နီကာဘာဂျေ၊ဒေးဗစ်အလာဘာ၊ဖာလာမန်ဒီ၊အေဘာရိုကာရိုရက်စ်နဲ့ဖရန်ဂါစီယာတို့ဖြစ်ပါတယ်။ ဆက်လက်ပြီးလီဗာပူးသင်းဟာဟိုမမတ်ဆာလတ်ကိုချန်ပီယံလိပွဲစဉ်အတွက်ဆက်လက်ထားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။လီဗာပူးသင်းဟာအင်နာမီလန်နဲ့ချန်ပီယံလိပွဲစဉ်မှာဟိုမမတ်ဆာလတ်အားအီတလီကိုတွားရရမှာမဟုတ်ဘူးလို့အတည်ပြုခဲ့ပါတယ်။ဆာလတ်ဟာအတင်းနဲ့လေ့ကျင့်မှုတွေလုပ်နေပေမဲ့သူဟာအင်နာမီလန်နဲ့ချန်ပီယံလိပွဲစဉ်မှာပါဝင်ရမှာမဟုတ်ပါဘူး။ဒီဆုံးဖြတ်ချက်ဟာအတင်းတောင်ဝင်ရှိသူတွေနဲ့ပြပြအာနီစလော့ရဲ့ဆုံးဖြတ်ချက်လို့သိရပါတယ်။ကျေးဇူးတင်ပါတယ်။မြန်မာကုလူကရန်စပို့ပါ။